ကေမင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟောပြီးကျွန်တော် asus ရှင်နဲ့ပတ်သက်ပြီးတော့ဒီမှာကြည့်ဆက်ပြောမယ်နော်ကျွန်တော်ဆက်ပြောမယ်နော် try asus s s ကဘယ်လိုပုံစံလဲတွေ့လား sm ဆိုပြီးတော့ n ကိုရောဘာလို့လို့ထုတ်တယ်ပြီးရင် asus ကို asus ရှင်လွတ်သွားရင်ဒီ message ကိုလုံးโอเคဒါတော့လောက်ဆိုရပြီโอเคဒါပိတ်လိုက်ပြီးကျွန်တော်ဆက်ပြောရစီအားပါလဲဆိုတော့ asus ရှင်ဖြစ်နိုင်တဲ့ clause sorry asus ရှင်ဖြစ်နိုင်တဲ့ pass လုံးဆောင် jeff ဟုတ်လား order မှာ statement ဒါဒီ statement ကြီးတောင်းမယ်လေ value ကို input ဆိုတဲ့ဟာမှာ risk တွေအများကြီးဖြစ်လာနိုင်တဲ့အန်တွေလည်းအများကြီးပဲကိုကြိုက်တဲ့ဟာတွေကအမှန်တော့ရှင်းမှာနမူနာပေးတယ် fine တွေ rewrite လုပ်တဲ့ဟာတွေကိုအဲ့ဒီအတွက်ကျွန်တော် fine rewrite လုပ်တဲ့ code example လေးပြအဲ့ဒီမှာကျွန်တော် fine fine အကြောင်းမတင်ရသေးဘူးအဲ fine တွေ factor တွေမတင်ရသေးရတယ်ဟုတ်လားမတင်ရသေးလည်းရတယ်ကျွန်တော်နမူနာလေးပဲရှင်းပြရုံနဲ့ဘာဘာ exception ရှိသေးလဲဆိုတော့ကျွန်တော်ပြဒီ exception မှာကျွန်တော်တို့ကအမျိုးအစားတွေထွက်နေတာဒါဆိုဒီမှာဆိုသူ့မှာအမျိုးအစားတစ်ခုခြားခြားမပါတော့ value ရတာ value ရတဲ့ဆိုဒီ message ထွက်မယ် ါ DM ဆိုပြီးရ bidding message ဒါကိုကြတဲ့ message ဟိုဒါမှမဟုတ်ဒီ message မှာဒါကျွန်တော်တို့ message မထုတ်ချင်ဘူးဒီတော့ကျွန်တော် UI လေးနဲ့ dialog box လေးနဲ့လုပ်ချင်တယ်ဗျ UI မိုင်းဆိုင်ရာ UI framework တွေနဲ့တွားပြီးတော့ချိန်ဆက်ပြီးတော့ dialog box လေးပြအဲ့မင်းဒါပဲရိုက်ရမယ် yes or okay အဲ့လိုလေးတွားမှာ okay မလားကဲဆိုဒါပြေးလိုက်ကဲကြည့်မယ်ကျွန်တော်ဒါ run ထားတဲ့ကကျွန်တော်ပြေးမယ်နောက်တစ်ခါဒါကိုကျွန်တော်ပြေးထားတယ် exception with argument.py အဲ့တော့ .py ဖြစ်နေမှာမမမ .py ဒါဒီ ဒီ IDE တွေကနေစေလိုက်ရင်ဒါ .v1 ဖြစ်နေမှာပဲဒါလည်းအိတ်ဆက်ရှင်ပိုင်းဆိုင်ရာဒီနေရာမှာကျွန်တော်ရှေ့မှာသင်ခဲ့တဲ့ဟာလေးတခုတို့တာတယ်အာကုတ်လေးကိုတရားကြည့်ပါ statement လို့တရားကြည့်ပါ import statement ရှေ့မှာပြောခဲ့တဲ့ import ဆိုတာဟို module တွေကိုလမ်းထည့်မှာဒါဘာမှဘာ module ကိုထည့်ရလဲ SYS ဆိုတဲ့ module ကိုထည့်တာ SYS module ဘယ်ရရလဲပိုင်းသွင်းရဲ့ documentation တွေမှာသူရှင်းပြထားတဲ့ build in module SYS system ရဲ့အတူပေါ့ system နဲ့ဆိုင်တဲ့ module system နဲ့ဆိုင်တဲ့ module တွေမှာဘာတွေလုပ်လို့ရလဲ လာမယ်နောက်တင်နေတာ။ Okay မလား။အခုဒီလောက်ဆိုရရင်ကျွန်တော်ကစက်ဆွန်ရဆိုတဲ့ပိုင်သွင်းရဲ့ bidding module တစ်ခုကိုကျွန်တော်ချိန်ဆက်အသုံးပြလိုက်တယ်။အဲဆိုအဟံဝင်အိုင်အိုင်ခုနကကျွန်တော်ပြခဲ့ dot py file အဲ့ဒီ syn ရရတဲ့ dot py file ပဲမှာလေ။အဲ့ပိုင်သွင်း interpreter ထဲမှာပါတယ်ကျွန်တော်ပြင်ပြ။ဟုတ်ကဲ့ဟိုပိုင်းသွင်း install လုပ်တဲ့နေရာမှာသူ CGN နေမှာသွားရောက်နေမှာအဲပိုင်းလုပ်ပါတယ်ဟုတ်ကဲ့မလားကဲဒါတော့ကျွန်တော်အဟောဖြစ်တယ် client access တွေ့လား client access as being access ကဲဒီကောက်ကိုကျွန်တော်ကြည့်ပါပထမဆုံးဒီဒီ statement လေးတွေကြောင့်ဘာလို့ try အုပ်စုတွေမှာထည့်ထားတာလဲ try ရဲ့ level တွေမှာဘာလို့ထည့်ထားတာလဲအဲ့ဒါတတ်နိုင်သူ့ရဲ့လုံဆောင်ချက်ကိုကြည့်လိုက် try ဒါကိုကျဲသလိုပေးလို့ရတော့ variable နဲ့ကျွန်တော်တို့မှာအကြီးနဲ့ပေးတာရအသေးနဲ့ပေးလေရအသေးနဲ့ပေးလေရဟုတ်လားဒီမှာလည်းအသေးနဲ့ပေးလေရနော်အကြီးနဲ့ဆိုတော့နည်းနည်းမျက်စိနောက်အောင်ဆိုတော့ကျွန်တော်ကဟိုပေးဒီပေးပေးတယ်လို့ဖြစ်နေမယ်ရတယ်အသေးနဲ့ပဲပေးတယ် file ဆိုတဲ့ variable name လေးတစ်ခုနဲ့ကျွန်တော် memory ပေါ်မှာနေရာယူလိုက်ပြီ okay မနော်မှန်ပါပြီနော် memory ပေါ်မှာအခန်းတစ်ခန်းယူလိုက် icon ကိုကျွန်တော်ဗာထည့်မှာလေ open ဆိုတဲ့ bidding function နဲ့ ပိုင်းတို့မှာပါတဲ့ open ဆိုတဲ့ bidding function ပါလုံးလို့လေကျွန်တော် documentation ဖတ်ရမယ်ကြားတယ်အခုတော့မတင်ရသေးတော့မဖတ်သေးတော့ open ဆိုတဲ့ bidding function နဲ့ကျွန်တော် file ကိုလှမ်းပြီးတော့ဖွင့်တယ်ဘယ် file ကိုဖွင့်တာလဲကိုဖွင့်မဲ့ file ရဲ့နာမည် myfile.txt myfile.txt ဆိုကျွန်တော်ကုန်တာလေဒီနာမည်နဲ့တူတာအောင်မရှိဘူးမရှိတဲ့ file ကိုကျွန်တော်ကလှမ်းဖတ်ပြတာတကယ်ကြတော့ရှိတဲ့ file ကိုလှမ်းဖတ်မှာအကယ်မီ i ရှိတဲ့ file ကို user ဖြစ်လိုက်တာဖြစ်ဖြစ် internet connection ကြောင့်ဖြစ်ဖြစ်လှမ်းပြီးတော့ကိုအဆက်လုံးနေတဲ့ချိန်မှာ i file မရှိခဲ့ဘူးဆိုရင်ဒါဒီချွင်းချက်ဖြစ်သွားတယ်ဟုတ်လားဟောမင်းကွင်းသွားပါဟောမင်းအဲ ထုံကွန်းကွန်းဘာဘာမျိုးစားပေါ့ဗျာမထုံလေးဆိုပါလို့တော့ဟုတ်လား92နဲ့92နဲ့တော့အဲ့မှာ92ကုန်နေတယ်ဟောတော့ခိုင်းနေလွယ်92ကုန်နေတယ်ဆိုတော့ထွင်းချက်ကြီးကြုံနေချိန်မှာသူဘာလုပ်ရမှာမသိတော့ကွန်ပျူတာမှာလည်းလိုပဲဖိုင်ကိုဖတ်လိုက်တော့ဟိုကတော့ဒိုင်းရညွန်ကြတယ်အိုက်ဖိုင်ရမြေအကယ်ရွေးများမရှိခဲ့ရင်ဆိုတော့ထွင်းချက် Okay မနော် error Okay မနော်ဟုတ်ပြီနော်ကိုဖတ်တဲ့ပိုင်းမရှိခဲ့ရင်ဆိုတော့ဒီ statement ကြီးဘာဖြစ်နိုင်လဲ exception တွေတက်နိုင်တယ်အဲ့ဒါတွေဖြစ်နိုင်တာဖြစ်တဲ့အတွက်သူကို try နေတယ်ပြီးရင်အဲ့ဒီ ကျွန်တော်တို့စစ်နေတဲ့ train ကိစ္စများဖွင့်တာဖိတ်တာတွေများဖြစ်ခဲ့တယ်ဆိုရင် access အော် error များတခင်ပါဖြစ်မလဲဒီမှာကြီး io error ဆိုပြီးတော့ကျွန်တော်က io error ဆိုပြီးကျွန်တော်ကနာမည်သိနေလို့ဒါ io error တမျိုးတို့လိုက်နော် io error ဒီ io error ဘယ်ရရပိုင်သွင်းရဲ့ building class တွေဟုတ်လား building error တွေသူဖန်တီးပေးထားတဲ့ error တွေဒါကျွန်တော်တို့ handle လုပ်တော့ကိုယ်ပိုင် create လုံးလုံးမပါသေးဘူးကိုယ် own တော့လုံးလုံးမပါသေးဘူးပြီးရင်ကျွန်တော် icon se ဆိုပြီးတော့လုပ်လိုက်အဲ့ဒီ access clone ပြီးရင် print ဆိုပြီးတော့ထုတ်တယ်ဒါကွက်ကိုရေးတာ error opening file ဘာညာဘာညာဆိုတာကွက်ကိုရေးတာပြီးရင်ဒါလည်း plus နဲ့ string ကိုကျွန်တော်တို့ plus နဲ့ဆက်လို့ရတယ်ဆိုတော့ပြီးပါတယ်နော်ဟုတ်ပြီနော်အဲဒါပြန်ဒီ decoration နဲ့လည်းဒါကိုယ့်ကိုရေးတာရေးတဲ့ထဲမှာကျွန်တော်ဒီဒါလေးပြောပြရရှိတယ်ဒီ calibrate နဲ့ရှေ့မှာတော့နည်းနည်းဒါလေးပိတ်ဆက်ခဲ့တယ်ဒီ calibrate အတွင်းမှာကျွန်တော်တို့ပါထည့်တာနော် format ရိုက်ပြီးဒီ format ထည့်အောင်လာထည့်မှာ okay မလား okay မလားဘာလို့ထည့်လိုက်တာလဲဒီမှာသူကဒီမှာ e နဲ့ပတ်သက်ပြီးရင်တော့ e ဆိုရင်တော့ကျွန်တော် message တစ်ခုပဲထွက်ပေးမယ်ဒီဒီ io error မှာသူက2မျိုးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ error number ရှိတယ် ပြီးရင် str error ရှိရ string error လမ်းနဲ့နှစ်မျိုးရှိတဲ့ဟာကျွန်တော်တို့အဲ့လို handle လမ်းလို့လာအဲ့ဒါဆိုကျွန်တော်အမေကိုခင်ဗျားကြတော့ဒီလိုနှစ်မျိုးရှိတယ်ဆိုလို့ဒီ automation မှာပြောထားတာလေဒါပဲ resource မူရင်း source မူရင်း data ဆိုတာအဲ့ဒါပဲ python ရဲ့ official website မှာအဲ့ဒါရင် ios ဆိုချင်မှဒီလိုနှစ်မျိုးရှိတယ်ဒါ device ဆင်မှာဒီလိုနှစ်မျိုး node ဆင်မှာပြောင်းရင်ပြောင်းသွားမယ်ဘယ်မှာအမြင်မှန်မှန်လဲโอเคမနဟုတ်ပြီဒါဒီလို number number or test test ဆိုရဒီ calibrate ထဲကိုဒီ format နဲ့ရိုက်ပြီးတော့ဒီရဟာတွေကိုလာဖြည့်မယ်โอเค exception များတက်ခဲ့သည်ရှိတော့ တကယ်ကြလဲတက်မှာလေ mind fine ဆိုတဲ့ဟာကျွန်တော်တို့စီမှာရှိမှမရှိဒါ okay မလားဟုတ်ပြီပြီးရင်တော့ access တကယ်လို့များရှိခဲ့တယ်ဆိုရင်တော့ဒါထုတ်မှာ print အဲ့လိုမှမဟုတ်ဘူးစေ print find open access တဲ့ဟော find dot close တကယ်လို့များဖွင့်မိခဲ့တယ်ဆိုရင် find ဘာလို့မလဲ close လို့မှာတကယ်ကြတော့ဖွင့်နေရ find ဘူးမရှိတော့ပွင့်မှာကိုမဟုတ်ဘူး okay မလားကဲဆိုရင်တော့ဒီကောင်ကို run မယ် run module oh တန်တက်တာပဲတို့လား openi error openi file ဟာကျွန်တော်တို့ရေးလိုက်တယ်ကွာနော်ကုန်တော့ကြည့်ထားပြီကြည့်ထားပြီကျွန်တော်ရေးလိုက်တဲ့ကို error openi file တွေ့လား error openi file ဒီမှာပြင်တော့ error number ဘယ်လောက်လဲတော့2ဒီဘယ်ထွက်တာ error number 2ကဘယ်ထွက်တာကျွန်တော်ဒီမှာဒီ io error ဆိုတဲ့ဟာလေးကိုကျွန်တော် objects အနေနဲ့စောက်ပြီးတော့ဒီမှာ e ရနေလိုက်မယ် e. err no error knows error number ရဲ့အတူပေါ့အဲ့ဆိုဒီကောင်ဘာကြီးလဲဒီကောင်ကျွန်တော်ဒီလိုဒီလိုပါလဲဆိုရင်တော့ဒီ method ရဲ့သူကသူဒီ object ရဲ့သူကပါတော့ behavior တစ်ခု method တစ်ခု ဒါပေမဲ့ဒီ sorry ဒီလို present this မပါတာဖြစ်တယ်ဒါတော့လူပြိုင်းလူပြိုင်းပုံစံမှတ်ပေးရနော်လူပြိုင်းပုံစံမှတ်ပေး e. ဒါပါလဲဆိုကျွန်တော် property တကူ variable name တကူသူ object မှာပါတယ် variable name တကူသူ design ထားတဲ့ object ဘယ်လို design လဲမပြောရသေးတာမှတ်ထားပြီဒါဒီ variable name တကူဒါဒီ property လို့လည်းခေါ်တယ်ဟုတ်လားပြီးရင်နောက်တစ်ခု format နဲ့ပြီးနောက်တစ်ခု str enter ဆိုတဲ့ property property နှစ်ခုရှိနေတယ်အဲ့နှစ်ခုကျွန်တော်ကဒီထဲကိုဆွဲထည့်လိုက်တယ်ထည့်လိုက်တော့ဒီလိုပြတယ် no just file ဒါလည်းဒီရောမရှိဘူးတဲ့ okay မနော် โอเคมั้ยนะโอเคอ่ะโอเคจนနောက်ထပ်တနည်းပြကဒီအဲ့တော့ကျွန်တော်ဘာမှမလုပ်ဘူးเนาะပရင်လည်းမထုတ်ဘူးဘာမှမထုတ်ဘူးကျွန်တော် control shift နဲ့ sorry ပေါင်ဆိုင်နဲ့ကျွန်တော်မလုပ်လိုက်မယ်ပေါင်ဆိုင်နဲ့အဲဒါဒီနားလို့လည်းအဲ့လိုပဲလုပ်လိုက်မယ်နော်ပေါင်ဆိုင်နဲ့ကျွန်တော် command out လိုက်ကြည့်အဲ့ဒါဒီ exception မှာကျွန်တော်ဘာမှ handle လုံးမထားဘူး exception မှာကျွန်တော်ဘာမှ handle လုံးမထား SE ဆိုပြီးတော့လည်းထည့်ထားပြန် run ကြည့်မယ် handle လုံးမထားတော့ exception handle handle လုပ်တဲ့ code ကိုကျွန်တော် command out လိုက်တယ်နော် right yeah Users and industry ကတော့ okay ဒီမှာ handle လုပ်တော့ဒီ access ကသူနဲ့နည်းနည်းအချော့ရှိတော့ဟာလေ okay ရတယ်အဲဆိုရင်တော့ ds ပါလုံးလိုက်ရမလားอืมခဏလေးနော် okay နော်အဲကျွန်တော်ဘယ်ရမှ comment မအောင်တော့မဆိုင်တဲ့အရာတောင်းလုံးလိုက်မယ်ဒီမှာကြည့်ကျွန်တော် plus plus string တစ်ခုဆက်လာတယ်နောက်ထပ် plus နဲ့ထည့်ဆက်မယ်ဘာမှမပါတော့ y ဆိုတဲ့အရာကိုထည့်လိုက်မယ် okay မလား ျွန်တော် point ဆိုတဲ့ဟာကြီးမပါဘဲနဲ့ print နဲ့ဥသွားထည့်လိုက်မယ် run ကြည့်မယ်ကျွန်တော်ဘာပြချင်လို့လဲဆိုရင်ဒီ e dots အခုနပြထားတဲ့ message လေးလေသူ့မှာ bidding ပါတယ်ဆိုတော့ကျွန်တော်ပြချင်တာဟောတွေ့လား error တက်သွားတယ် error တက်သွားတယ်အဲ့ဒီကျွန်တော် handle လုပ်ထားတဲ့ကုန်သူ run လားကျုပ်ဒီမှာဒါလေး handle လုပ်တာသူ run လားမ run ဘူးဘာဖြစ်လို့လဲဒီမှာမဆိုင်တဲ့အရာတခုပါလာလို့ point ဆိုတဲ့ variable ဒီမှာဒါကတော့နှိမ့်ရတာရှင်းနေရပဲမဆိုင်တဲ့ variable ပဲ command နဲ့ဘာမှမလုပ်ခံနဲ့မဆိုင်တဲ့ variable ပဲ y is not defined ဆိုပြီးတော့ပြဟုတ်လားမဆိုင်တဲ့ variable အဲ့ဒီဒါဒီကိစ္စထားတယ်ဒီကိစ္စအခုနအဲ့ဒါလိုပဲကျွန်တော်ဒီမှာဗာပြငါကြည့်ဟော IO error မှာဟော find not found error တွေ့လားဒါ error မျိုးစားတစ်ခု find not found error error number 2 no such find my find not test ဒီစာသားလေးတွေ့လားโอเคမလားဒီစာသားလေးသူဗာပြတော့ handle လုပ်ပြတယ်ဒါဆိုရင် test ဒါဆိုရင် numbers error no 2ဒါဆိုရင်စာသား no such find not found find not found error โอเคမလား ဒါကြောင့်ကျွန်တော်တို့ IOA session အောက်ကဟာလေကျွန်တော်တို့ကြားတယ်အဲ့တော့ဒီစာသားလေးကဘယ်ကဘယ်မှာပါတယ်ဘစ်တင်ပါတဲ့ဟာလေးကိုကျွန်တော်တို့ဘာလုပ်နေရလဲ handle လုပ်နေတယ်ဆိုတော့ကျွန်တော်တို့ကတည်နေရမယ်ဟုတ်လားကိုယ်စိတ်ကြ customize လုပ်နေတယ်ဆိုတော့တကယ်ကြ session handle လို့ဆိုတော့ customize လုပ်တယ်ပြီးတော့တော့ဒါကိုဒါသူ့ရဲ့ error တွေကျွန်တော် customize လုပ်တယ်နောက်တစ်ခါကျွန်တော်တို့ကိုယ်နဲ့ဒီလို error တွေ fan ပြီးတော့ customize ထပ်လုပ်မယ်ဟောဘယ်လို blue dye လို့ပေါ့ blue dye လို့ပေါ့တကယ် UI နေနဲ့လောရမယ့်နေရာတွေတော့အသုံးဝင်မယ်โอเคမလားโอเคဆိုတော့ဒါလေးကိုပြန်ဖြန်လိုက်ပါမယ်ဗျာโอเคအဲ့ဒါဒီကျွန်တော်တို့ဗာလဲစဉ် session မှာကျွန်တော်တို့ argument ပါ argument ဆိုင်တဲ့ဒီ io ဆိုချင်မှဆိုအဲဟိုဒီလူဟာလေးရှိတယ်ဆိုတော့ကျွန်တော်ပြတာဒီ object ကနေ e ကနေလမ်းထုတ်ယူလို့ရတယ်ဆိုတာကိုကျွန်တော်ပြတာပါဗျာ okay thank you ဗျာပြီးတော့နောက်တစ်ခုအဲနောက်တစ်ခါလိုက် exercise မှာသွားအောင်မယ်နားလည်အောင် okay မလား okay thank you ဗျာ